အမှန်တော့တရားသူကြီးအမိန်ရဆိုရင်တော့ကျမတို့ကချက်ချင်းကိုတော့ပြန်လုပ်နေရပြီအမှန်ဒီအင်္ဂါနေ့ပေါ့နော်ပြီးခဲ့တဲ့အင်္ဂါနေ့သူအမိန်ကသူကချက်ချင်းကိုကျမတို့လုပ်ငန်းတွေကိုပြန်စခိုင်းတာအရင်တိုင်းပဲဆိုတော့အခုကသမရထရမ်အစိုးရဖွဲ့ကဒါကိုမလိုက်နာနိုင်ဘူးဆိုတဲ့အနေထားနဲ့ပြန်ပြီးတော့သူတို့ကလည်းတရားရေးဆိုင်ရာတွေလည်းလုပ်နေတော့ဟိုကျမတို့စောင့်နေရတယ်ဆိုတော့ဟို ပြောလို့မရဘူးပေါ့နော်တကယ်လို့များဥမာချက်ချင်းအီးမေးလ်တွေဝင်လာပြီးအားလုံးအလုတ်ခွင်အင်းပြန်လုတော့ဆိုလဲကျမတို့ကချက်ချင်းသွားရမယ်အဲတကယ်လို့မလုံနိုင်ဘူး တရားရေးအမှုမှာဆက်ပြီးတော့ရင်ဆိုင်ရမယ်ဆိုလို့ရှိရင်တော့ဟိုဘလို့ဖြစ်လာမလဲတော့မပြောတတ်ဘူးပေါ့เนาะဒါပေမဲ့ VOA ဆက်ပြီးရှိနေဖို့ကတော့ဟိုကျမတို့ကလည်းအားလုံးကဟိုတိုက်ပွဲဝင်နေကြတယ်ဒီ VOA ဝန်ထမ်းတွေပေါ့เนาะအထူးသဖြင့်ဒီလွတ်တော်က1986ခုနှစ်မှာ VOA နဲ့ပတ်သက်ပြီးပြဋ္ဌာန်းထားတာအာပြဋ္ဌာန်းချက်တည်ထောင်ကိုရှိထားတယ်အဲ့ဒီတည်းမှာ VOA သည်လွတ်လပ်သောသတင်းဌာနဖြစ်ရမယ် American အစိုးရအနေနဲ့ဘာမှဝင်ရောက်စွပ်ဖက်ခွင့်မရှိဘူး editorial စ ိုတဲ့ဒီ editor ဒီဘိုင်းဆိုင်ရာဒီမှာလေ American အစိုးရဘက်ကဝင်ရောက်စွဖက်ပိုင်ခွင့်မရှိဘူးဆိုတော့ဒီ firewall တွေကိုလည်းသူတို့ကဒီဥပဒေထဲမှာ1996ခုနှစ်ကတည်းကပြဋ္ဌာန်းထားတော့ကျမတို့ view ကြီးကအာဒီဒီလွတ်တော်ရဲ့ပြဋ္ဌာန်းချက်တွေနဲ့ညီပြန်ပြီးတော့လုပ်ငန်းတွေလည်းပတ်နိုင်ရေးပေါ့လေအဲ့တော့လွတ်တော်ဘက်ကအာပို့ပြီးတော့ထောက်ခံမှုတွေရအောင်တော့ကျမတို့ဆက်ပြီးတော့ဟောတော့တိုက်ပွဲဝင်နေပါတယ်